်မင်္ဂလာပါရှင်အရခတ်သက်တော်အီအီထိချုပ်ထားတဲ့ကြောက်တုံနဲ့ရတိတောင်မြို့နယ်တွေထဲကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်လို့အယက်သား20တိစုပ်ခဲ့ပါတယ်ဝါပြည့်သွေးစည်းညညွတ်ရေးတက်မတော် UWSA ကတက်သားတယောက်ကိုလက်နက်ခိုးယူရောက်ချလို့တည်တံပေးလိုက်ပါတယ်စကိုင်းကလေးကြောင့်ပျက်စီးသွားတဲ့အီလီတီတာပြန်လဲထူထောင်ရေးဘာရီလိုအပ်နေပါတလဲ အရကတ်တော်အီကထိချုပ်ထားတဲ့ရခိုင်ပြည်ထဲကကြောက်တော်မျိုးနဲ့ရသေးတော်မျိုးနယ်တွေကိုစစ်ကောင်စီက၃ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်လို့ဒေသခံအယောက်20တိဆုပ်ပြီး38ယောက်ဒဏ်ရာရရှိခဲ့ပါတယ်ကျောက်တော်မျိုးကိုစီကောက်စီတက်ကမေလ14ရက်နေ့နဲ့15ရက်နေ့မှာ၂ရက်ဆက်တိုင်းလေကြောင်းပုံကျဲခဲ့တယ်လို့ဒေသခံတွေကပြောပါရယ် ်မေလ15ရက်နေ့မှာဒေသခံ9ယောက်သေဆုံးပြီး9ယောက်ဒဏ်ရာရရှိခဲ့တယ်လို့မေလ14ရက်နေ့ဗုံကျဲမှုထဲမှာလည်းဒေသခံ3ယောက်သေဆုံးပြီး9ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ AA ကထုတ်ပြန်ပါတယ်ဒါပြင်မေလ23ရက်နေ့ကလည်းရတိတော်မြို့နယ်ထဲကထွန်းရွေရွာကိုစစ်ကောင်စီကဗိုလ်ကျဲတိုက်ခိုက်တာကြောင့်ဒေသခံ12ယောက်သေဆုံးပြီး23ယောက်ဒဏ်ရာရရှိခဲ့ပါတယ် လက်နက်ခဲယမ်းတွေခိုးယူပြီးရောင်းချခဲ့တဲ့ဝါသက်ဖွဲ့ UWSA ကတပ်သားတယောက်ကိုသူ့အဖွဲ့ကတည်တံပေးလိုက်ပါတယ်။ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ပန်ဆန်းမြို့မှာလက်နက်ခဲယမ်းတွေခိုးယူပြီးရောင်းချခဲ့တဲ့ UWSA ထောက်ပို့တပ်သားတယောက်ကိုတည်တံချမှတ်ခဲ့တာလို့ဝါဘက်ကလာတဲ့သတင်းတွေကဆိုပါတယ်။လက်နက်ခဲယမ်းခိုးယူရောင်းချမှုနဲ့တယောက်က လူအများရှိမှတည်တံပေးခန့်ခဲ့ရသလိုတယောက်ကတော့နှိရှိထောက်တဲ့ချမှတ်ခံထားရတယ်လို့မြပြည်တည်ရင်းမြစ်ကပြောပါတယ်။တရားစီရင်တဲ့အခမ်းအနားကိုမေလ14ရက်နေ့မနက်၈နာရီမှာပြုလုပ်ခဲ့ပါတယ်။နနစ်ကျော်ကာလအတွင်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပေါင်း2600ကျော်ပြုလုပ်ခဲ့ပြီးကျောင်းပေါင်း140ကျော်ထိမှန်ပျက်စီးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း2669ကြိမ်ရှိပြီးအဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ကြာပေါင်း240ကျော်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ NUG လူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကမေလ23ရက်နေ့မှာထုတ်ပြန်ပါတယ်။ အဲ့ဒီအရေအတွက်ဟာ2023ခုနှစ်ကနေ2025ခုနှစ်မေလ12ရက်နေ့အထိဖြစ်တယ်လို့ NUG လွှတ်ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဆိုပါတယ်လက်ရှိမှာစစ်ကောင်စီဟာနိုင်ငံတော်ယာယီအပြစ်ခက်ရက်စဲရေးကို2025ခုနှစ်မေလ31ရက်နေ့အထိတက်တန်တိုးမယ်လို့ကြေညာထားပေမဲ့လည်းအရက်သားပြည်သူတွေကို ပြစ်မှတ်ထားတိုက်ခိုက်ဓာရီပုံမှုတိုးမြင့်လှောက်ဆောင်လာခဲ့ပါတယ် အဲ့ဒီတိုက်ခိုက်မှုတွေထဲမှာဘာသာရေးအဆောက်အုံတွေစတင်ကြတွေစေရုံတွေကို ပြစ်မှတ်ထားတိုက်ခိုက်တာဟာပုံမမြင့်တက်လာခဲ့တယ်လို့ NUG ကပြောပါတယ်။တရုတ်ရဲ့ဖိအားပေးမှုတွေကြောင့်စစ်ကောင်စီလက်ထက်ပြန်ပေးလိုက်ရတဲ့ရှမ်းပြည်မြောက်ပိုင်းလာရှိုးမြို့မှာရှိတဲ့လာရှိုးလီစိတ်ကိုမီလာ22ရက်နေ့မှာ ပြန်ဖွင့်တော့မယ်လို့မြို့ခံတွေကပြောပါတယ်။မီလာ22ရက်နေ့ရဲ့ခရီးစဉ်တွေကိုတော့လာရှိုတာချီလိတ်ခရီးစဉ်နဲ့စမှာဖြစ်ပါတယ် ဒါပြင် လာရှိုးမန္တလေးနဲ့လာရှိုးရန်ကုန်စတဲ့ခရီးစဉ်တွေလည်းပါတယ်လို့ဆိုပါရယ်။လေရင်လက်မှတ်တွေလည်းစရောင်းနေပြီလို့မြို့ခတ်တယောက်ကပြောပါရယ်။လာရှိုးမန္တလေးနဲ့လာရှိုးရန်ကုန်အသွားအပြန်အတွက် လေရင်လက်မှတ်ဇီနုပ်ကကျပ်၃သိန်းကနေကျပ်၅သိန်းကြားပေါက်ဈေးရှိနေတယ်လို့မြို့ခတ်တွေကဆိုပါရယ်။စီကောက်စီလက်အောက်မှာရှိတဲ့မြန်မာအမျိုးသားလီကျောင်းလိုင်း MNA ကအရင်ဆုံးပြေးဆွဲมาဖြစ်ပါရယ်။ ။တစက်၂၀ခုစီစဉ်အတွင်းလာရှိုးလီစိတ်ရဲ့ခရီးစဉ်ပြတ်တမ်းမှုတွေကို၂၀၂၄ဇွန်လလမှာလောဝရက်နာခဲ့ပြီးတဲ့နောက်အခုပြန်လည်ပြေးဆွဲဖို့ပြင်ဆင်နေကြတာဖြစ်ပါတယ်။ပြည်သူတွေအတွက်အနာဂတ်မှာကောင်းမှုနဲ့လူမှုဘဝနဲ့လှုပ်ရှားမှုကိုရရှိဖို့တင်းနေနိုင်တိုင်းထဲမှာရှိနေတဲ့စစ်ကောက်စီတပ်တွေအားလုံးကို မောက်ထုတ်ရမယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU KNL ကပြောဆိုလိုက်ပါတယ် တင်းနေသာကြီးကမ်ပိန်းနဲ့ပတ်သက်ပြီးတိုက်တွန်းအားပေးတဲ့ရုပ်တံထဲမှာကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ဒုတိယစစ်ဦးစီးချုပ်ကပြောဆိုထားတာဖြစ်ပါတယ်။ကျွန်တော်တို့တော့တူတူဒီကိလီတော်ဘီတော်တော့အားတော်အဲတော့လူပပရှိနေကြီးဒုက္ကမလတပိတဘတ်တော်တော်ပပမရှိမှာပလော့တာဒီရွာလို့ခေါ်ဖို့ဘူးဒီဒါလေး အဝဲဟဲ့လို့ခေါ်ဖို့မနော်မပလာတကယ်ဘူးခုလို့ပပကလူရတယ်လို့ဟောဖို့ကလည်းမနော်ဖရတော့ပြောဒါပြင်တနင်္လာရီတိုင်းထဲမှာရှိတဲ့စစ်ကောက်စီတပ်အားလုံးကိုမောင်းထုံမသာအနာဂတ်မှာပြည်သူလူထုအတွက်လှုပ်ချုံစိတ်ချတဲ့လူမှုဘဝကိုဖန်တီးနိုင်မယ်လို့ပြောပါတယ်ဒါပေမဲ့ဆူရကတပ်ရပလန်ပါတပ်ရပလန်ကြီးတပ်ပကလူကိုဒီခါရှင်ရပုဂမှုတဲ့ပကလူကမြေလေးတပ်ဆူရတော့မှုအကောက်လာတဲ့ကိုအကောက်ပကလေးတွေထမအလောက်စပါတယ်လို့ ဘာပတ်ပတ်တာကအကူမတ်ကောတက်တာဒါသာအဲသူဖွားပူလို့သာဖဲပစီးတဲ့ပမတ်ကောပမတ်ကောကလည်းကလည်းကဲဆက်ကဲအဲဒူမဂီချင်းကဖဲပမတ်စီးနေမိရာတကူတာပေါ်တက်တာဘာလို့ခုနေအဲရတော့ချော်ခုတော့လွတ်လောက်ရဲ့လေအဲတနော်တွေသင်ဖဲလေလိုရတာတချော်ထဲလေးကပပမတ်ကောအဲတကူတာမျိုးလေအဲကမပလမရှဲဟောဘွာလက်တကြီးတော့ဒါရတာတော့တကူဆူရကြီး ဆက်လူအတာဝတက်လအတာဘာဘူဘပလိုချီဖို့ကပုကမလောဝစီအကဘဘပကောကောလောဦးခုနေအာသူပတ်ပတ်တာကောကောလေပူဖဲလေဖဲလောပမေသနာသရီကောဒူပမေပမေလေအာဟောဝါကံမေကပပလူတလောလေအပူအတော်နေမူနာလောဘမတ်ကောလောအဲ့ဒီပြောဆိုမှုကိုတနေသားဤကမ်ပိန်းကရုတ်တန့်နဲ့ ်မီလာဆက်နေရဲ့နေ့မှာထုတ်ပြန်ထားတာဖြစ်ပါတယ်တနင်္လာရီကပ်ဘဲဥက္ကဋ္ဌစောနေထူးကလည်းတနင်္လာရီကပ်ဘဲပြုလုပ်ရတဲ့ရည်ရွယ်ချက်ကိုအခုလိုပြောပါတယ်ဒီဒေသကြီးဒီကင်းတော်လိုင်းအတွက်လူသားရေးမြင့်မြန်အားပြန်လဲစုဆောင်းဖြစ်တင်းရအတွက်အခြေခံမြေခံကောင်းခြင်းတနင်္လာရီတိုင်းရှိပြည်သူများရဲ့အာဏာရှင်ကြဆောင်ခြင်းနဲ့ငြိမ်းချမ်းတည်ငြိမ်သောလူ့ဖွဲ့စည်းကိုတည်ဆောက်လိုသည့်သဘောထားရှိသည့်သဘောထားသည်လေ မိမိတို့ကင်းတော်လန်ရေးလမ်းစဉ်နှင့်ကိုက်ညီခြင်းရန်သူရဲ့စီးပွားရေးကုန်သွယ်ခြင်းနှင့်ရင်းနှီးမြှုပ်နှံမှုကိုရိုက်ချွန်းနိုင်ခြင်းဖြင့်ပြပမဟာအင်အားကြီးနိုင်ငံများရဲ့ဝင်ရောက်ဆက်သွယ်မှုကိုဟန့်တားနိုင်စေရန်အတွက်ဤကမ်ပိန်းကိုကျွန်တော်လှုပ်ဆောင်ခြင်းဖြစ်ပါတယ်။ဒါအပြင်အကြောက်တရားတွေနဲ့ရင်ဆိုင်နေရတဲ့ပြည်သူတွေကိုအကာအကွယ်ပေးဖို့တည်ငြိမ်ရေးနဲ့ကောင်းမွန်တဲ့အုပ်ချုပ်ရေးကိုပြန်လည်တည်ဆောက်ဖို့နဲ့ ာနာရှင်ကိုတနင်္လာရီတိုင်းဒေသကြီးထဲကနေတွန်းထုတ်ဖို့ဖြစ်တယ်လို့ဆိုပါရယ်လက်ရှိတနင်္လာရီတိုင်းဒေသကြီးထဲမှာစစ်ကောက်စီတပ်ရဲ့စီရေလှုပ်ရှားမှုတွေကြောင့်ကျေးရွာတွေနဲ့အိုးအိမ်တွေပျက်စီးဆုံးရှုံးမှုတွေရှိနေတဲ့အပြင်ဒေသခံပြည်သူလူဦးရေတသိန်းကျော်ဟာလည်းသူတို့ရဲ့နေရပ်ကိုစုပြီးစစ်ဘေးရှောင်နေရတယ်လို့စောနေထူးကပြောပါရယ် 2025ခုနှစ်ကစပြီးစစ်ကောင်စီတပ်ဟာတင်းနေတိုင်းတိုက်ထဲမှာစီရီလှောက်ရှားမှုတွေကိုပုံမတော်မြင့်လှောက်ဆောင်လာတဲ့အပြင် နေဆက်ဒေတာရှိစီးပွားရေး၊ကုတ်သွယ်ရေးလုပ်ငန်းတွေကိုပြန်လည်လှောက်ဆောင်နိုင်ဖို့အတွက်ကုတ်သွယ်ရေးလမ်းမတွေကိုတိုက်ပိုက်ဖို့ကြိုးစားလာတယ်လို့ဆိုပါတယ်။ စစ်ကောက်စီတပ်ကိုတနေတိုင်းတိုင်းဒေသကြီးတစ်ခုလုံးကနေမောင်းထုတ်မဲ့တနေတိုင်းကံပေးကိုမေလ၃ရက်နေ့ကနေဇွန်လ၁၅ရက်နေ့အထိပြုလုပ်သွားမှာဖြစ်ပြီးအဲ့ဒီကံပေးကနေဘတ်သုံးသန်းရရှိဖို့မျှော်မှန်းထားတယ်လို့စောနေထူးကပြောပါတယ်ချင်းကြီးနော်အဖွဲဝင်တပ်ဖွဲ့တွေပေါင်းစည်းပြီးချင်းပြည်နယ်ချင်းသမျိုးသားလုံးကိုအကာအကွယ်ပေးနိုင်တဲ့ပုံမူကြည့်လက်ခိုင်ပါတဲ့တပ်မတော်တရက် Standard Army အဖြစ်တိုးမြှင့်ဖွဲ့စည်းသွားမယ်လို့ဆိုပါတယ်။ ီလိုဖွဲ့စည်းနိုင်ရေးအခြေခံမူတွေချမှတ်ခဲ့တယ်လို့ချင်းညိနောက်အဖွဲ့ CB ကမေလ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ချင်းညိနောက်အဖွဲ့ CB ကဖွဲ့စည်းမဲ့ချစ်လက်ခိုင်ပါတဲ့တက်မတော်ဆိုတာဘာလဲဘလို့ပုံစံမျိုးလဲတည်တဲ့ပြစ်စုံကိုအာမီကတင်ဆက်ထားပါတယ်။ချင်းပြည်တဲကလူမျိုးရေးနယ်မြေတနေရာမှာဧပြီလ26ရက်နေ့ကနေ29ရက်နေ့အထိ၄ရက်တာပြုလုပ်ခဲ့တဲ့ ချင်းညီနောင်အဖွဲ့ရဲ့မြေပြင်အစည်းအဝေးမှာချမှတ်ခဲ့ကြတာဖြစ်ပါတယ် ကျွန်တော်တို့အခုစဉ်းစားထတာတော့တဖွဲ့ချင်းစီတဖွဲ့ချင်းစီကြစ်လက်ဒီထက်ပိုကြစ်လက်ခိုင်မအောင်ကျွန်တော်လုပ်ရမယ်အဲဒီတဖွဲ့ဝင်အဖွဲ့ဝင်တခုချင်းစီကကြစ်လက်ခိုင်မာတဲ့အဲအဲ့လိုမျိုးတိုက်ဖြစ်လာပြီဆိုမှဒါကိုကျွန်တော်တို့ကြံပေါင်းမယ်ဆိုတော့တဖွဲ့အတွင်းချင်းစီမှာပဲတကယ် chain of command ethics discipline ကောင်းတဲ့ဟာဖြစ်အောင်ကျွန်တော်တို့အကုန်ဝိုင်းဝန်းတိစောက်ကြမယ်ပေါ့နော်အဲ့ဒါပြီးမှပဲကျွန်တော်တို့ပြန်ဝိုင်းဝန်းလုပ်ကြမယ်တဖွဲ့ချင်းစီကဒီကြစ်လက်တဲ့ ိုစီကန်းရှိတဲ့အတက်ဖွဲ့တွေဖြစ်လာဒီဆောင်ရင်းနေမှာပေါ့နော်အဲဒီကနေမှာပဲတဖြည်းဖြည်းဘူးပေါင်းလာကြဖို့ပေါ့နော်အဲဒီ၆ဖွဲ့လုံးတစ်ဖွဲ့ဖြစ်လာဘူးပေါင်းလာဖို့ပေါ့လေအဲ့လိုမျိုးပါအဖွဲ၆ဖွဲ့ကနေတဖွဲ့ရဲဖြစ်လာတဲ့အခါမှာတော့ချင်းပြည်နဲ့ချင်းတမျိုးသားလုံးကိုအကာအကွယ်ပေးနိုင်တဲ့ပို့ပြီးတော့ကြစ်လက်ခိုင်းပါတဲ့တပ်မတော်တရဲ Standard Army တိစောက်ဖို့တဆင့်ချင်းစီစ조사လှုပ်ဆောင်သွားမယ်လို့လည်းပြောပါရယ်ဒီမှာတော့ကြစ်လက်ခိုင်းပါတဲ့တပ်မတော်ဆိုတာပြောချင်တာကတော့ ဟိုအမေနာခမကောင်းတယ်ဒီကျင့်ဝတ်တဘောပေါ့နော် ethics ဒီကောင်းကောင်းနားလည်တယ်ဒီအဒီဘယ်လိုပြောမလဲဟို Geneva Convention တဘောတွေပေါ်စားပေါ့နော် ပြီးတော့မှအဲဒီတည့်ရခိုက်ရှိရမယ်ပေါ့နော်ဒါစစ်တပ်ဆိုကြဲကတတ်ဆိုကြဲကဟို uniform ဘလောက်ကောင်းကောင်းလက်လက်ဘလောက်ကောင်းကောင်းအမေနာခမဘလောက်ရှိရှိတည့်ရခိုက်ရမရှင်းရလကားပဲ ်ဆိုတော့အဲ့လိုမျိုးပေါ့ဆိုတော့စီကန်ရှိရမယ်အမေနာမခံမှုကောင်းရမယ်အချင်းဝတ်တဲ့ဘောတပွားလုံးဝနားလေရမယ်လေးစားလိုက်နိုင်ရမယ်တိုက်ရိုက်ခိုက်ရကောင်းရမယ်ပြီးတော့မှအင်အားရှိလာမယ်ဆိုတဲ့မျိုးတစ်ခုပေါ့နော်ကျွန်တော်တို့ဂျီတူဒီကိုကောင်းကောင်းကာကွယ်ဖို့ကျွန်တော်ရဲ့ကိုကျမကိုပြတဲ့ကောင်ကောင်းကောင်းအာမခံနေတဲ့တက်တက်တက်ဖြစ်လာအောင်ကျွန်တော်တို့အဲ့လိုမျိုးပေါ့အဲ့ဒီတမတော်ဖက်ကိုပေါ့နော်အဲ့အဲ့လိုမျိုးကိုကျွန်တော်တို့ဆိုလိုချင်တာပါ ဒါအပြင်ချင်းမျိုးသားစီလုံးညီညွတ်ရေးနဲ့အနာဂတ်မှာချင်းပြည်သူလူထုတရက်လုံးကိုကိုစားပြုတဲ့ချင်းပြည်အစိုးရပေါ်ပေါက်နိုင်ရေးအတွက်ဒန်းတူညီမျှခြင်းတရားမျှတခြင်းကုကြမာကိုဖန်တီးနိုင်ခြင်းစတဲ့ဒီမိုကရေစီစံနှုန်းတွေပါဝင်တဲ့ချင်းညီနောင်ရဲ့ Turn off reference TOR အတိုင်းဆက်ပြီးတော့အကောင့်ထဲပေါ်ဆောင်ရွက်ဖို့သဘောတူညီခဲ့ကြတယ်လို့ဆိုပါရယ်။ရှမ်းပြည်တော်ပိုင်းရှိညောင်ရွှေမြို့နယ်အင်းလီဒီသားမှာ ငလင်ကြောက်ပြက်စီးသွားတဲ့အိမ်တွေကိုရီမသက်ခင်အပိသက်ပြန်ဆောက်လုပ်နိုင်ရေးအကူအညီတွေလိုအပ်နေကြပါတယ်။ဒီအကြောင်းကိုပီတာကတင်ဆက်ထားပါတယ်။မလနဆက်ရှိနေကလောက်ခတ်ခဲ့တဲ့အပြင်းစကိုင်းငလင်ကြောက်အိမ်တွေဆူဆူရွရွပြက်စီးခဲ့တဲ့နေရာတွေထဲအင်းလေးဒေတာနဲ့ပါဝင်ပါတယ်။ငလင်လောက်ခတ်ပြီးနလာနီပါကြာမြင့်လာတဲ့အထိအင်းလေးဒေတာမှာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမပြီးသေးပဲဆက်လုပ်နေကြရတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်။ ပြင်ပနေလို့ရတဲ့နေအိမ်တွေကိုပြန်ပြင်ပနေတယ်လို့လောဘပြူချပြစီထားတဲ့အိမ်တွေကိုအစ်စ်ပြန်ဆောက်ပေးနိုင်ရေးလဲဦးစားပေးလုပ်နေရတယ်လို့ဆိုပါတယ်။မွေးရတီရောက်လာတိုင်းတောင်ချချောင်းရီတွေအင်းလေးကန်သေးစီဝင်မှုများပြလာပြီးကံရည်မျက်နှာပြင်မြင့်တက်လာတာကြောင့်ပြလက်တီဆောက်ရေးလုပ်ငန်းတွေအများဆုံးပြီးအောင်လုပ်ဖို့လိုအပ်နေတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်။အမိုးများမယ်မိုးကမုန်တိုင်းရှိရာတို့ပြီးတော့မှဒီတောင်ကြီးတွေဝင်များတာတို့ဆိုရင်တော့တေချာပေါင်းအင်းလေးကန် အမကဟိုရေများတဲ့အချမ်းကြီးရှိလာမယ်ပေါ့လေဒါကဟိုရေကြီးတဲ့အပိုင်းကငလင်ပေးထစ်တင်ထားတဲ့ဒေတာဆိုလို့ရှင်တော့တီချာဘောက်ကဟိုပြန်လဲထူထောင်ရေးအတွက်ကအိမ်ကအရေးပေါ်ချင်းနေဖြစ်နေရဲ့အိမ်မရှိသေးဘူးဆိုတော့ဟိုဒေတာခံနေရဲ့အတွက်ကတော့စိုးရိမ်ရတဲ့အခြေအနေလိုမျိုးဖြစ်တယ်သူတို့နေထိုင်တဲ့ကိစ္စရဲ့မှာလည်းအခက်အခဲတွေအများကြီးရှိနိုင်ပါတယ်ညရှိဒေတာခံလူငယ်အဖွဲ့ရဲ့ပြုစုထားတဲ့စီရင်အရာအင်းလီဒေတာရှိနန်းတဲတာလီငဖဲချောင်းကျုံကြီး မင်းချောင်းတပြေပင်အင်းချံကေလာ အင်းတိန်တလဲဦးခေါင်တိုင်ကျွာအုပ်စုလူတွေကရွာပေါင်း20မှာရှိတဲ့အင်းချီ148အင်းကအမြန်ဆုံးပြတ်ဆောက်ဖို့လိုနေတယ်လို့ဆိုပါရယ်အင်းပြတ်ဆောက်ဖို့အတွက်တင်းတဲ့ဝါးတွေအဓိကလိုနေတယ်လို့ လူအင်အားမလောက်တာမျိုးလည်းဖြစ်နေလေလို့ဆိုပါတယ်။အိမ်နွေးတွေမဲမကဘူးအခုလောလောဆယ်ကတော့ဟိုလန်တဓာရောပြီးတော့မှဖုန်ကြီးကြောင်းတော့နောက်ရှည်တန်းနဲ့ပတ်သက်တဲ့အကူအညီတွေပေါ့လေအဲ့လိုမျိုးကတော့ကျမတို့ချိတ်ဆက်ပြီးတော့မှတူးချင်းစီလာတဲ့ဟာလိုမျိုးတွေပဲများတယ်အဲ့ဒီပုံစံနဲ့ပဲလောလောဆယ်ဆက်သွားနေရပေါ့လောလောဆယ်ချင်းကြီးကဟိုအကူအညီတွေလုံးဝမရှိဘူးဆိုတဲ့ဟာချက်ဒီလိုတစားတစားနဲ့တော့တဖြည်းဖြည်းချင်းဆက်သွားနေတဲ့ကာလဖြစ်ပါရဲ့ဆရာ။ အင်းလီကန်တဲ့ကိုနှစ်တိုင်းမီလာကစားပြီးတောင်ကြား၆ရည်တွေစာစီဝင်လေးရှိပြီးဇွန်နဲ့ဇူလိုင်လမှာဆိုရင်ကံရီပြင်ကမြင့်တက်လာလေးရှိတာကြောင့်ရေမတက်ခင်အင်းတွေပြီးဆောင်နိုင်ရည်ဒေတာခန့်တွေကမျောလင့်နေကြပါတယ်။အခုမီလာတတိယပတ်ထဲမှာလည်းအင်းလီကန်ရေမျက်နှာပြင်ဟာငါးလမှာလောက်တက်လာနေပြီလို့ဒေတာခန့်တွေကပြောပါတယ်။ပို့လူငယ်အစီယုံ PYO ရဲ့ April လထုတ်ပြန်ချက်အရရွာပေါင်း25ရွာကအိမ်ပေါင်း3955လုံးထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ16000ကနေ2000ကြားငလင်ပေးရေးဆိုင်ခဲ့ရတယ်လို့ဆိုပါရယ်ငလင်ကျောက်တည်ဆုံသူအယောက်တရာနေပါလဲရှိခဲ့ပါရယ်အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေကြပါစေနောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုရက်နာခွင့်ပြုပါရှင်